AVA 1940အခန်း71 1934ခုဩဂုတ်လ19ရက်ကိုသိန်းသခင်ထံမှတဆင့်ပြန်ကြားစာဟန်တာဝရီတို့ရောက်ရှိလာခဲ့သည်နန်းတွင်သုံးကုံစီတင်သိမ်းမှုအတွက်အခွန်တော်တဝက်လျှော့ကောက်ခံရန်အင်းဝနန်းတော်ရှိ အကောက်ဝန်ဘဲတိုက်ဝန်တို့ထံမှတန်လင်မျိုးရှိ အခွန်ဝင်ဥကိုထံသို့ပေးသည်အမိတ်စာကြောမှာတပါရဲပါလာခဲ့သည် ထိုအခါမှာလွီဇာသည် အင်းဝနန်းတော်အတွက်အထူးကုံစီများတင်သွင်းပြီးကုံတယ်တူဖြစ်ကြောင်းဟန်တာဝရီနှင့်တန်လင်ရှိအုပ်ချုပ်ရေးအရာရှိများအတိုင်းဝိုင်းတွင် လူသိများသွားတော်သည်လွီဇာနှင့်ပြင်သစ်တင်မောခြင်းကိုစလဲတို့ကြားအရက်ဝယ်ယူမှုစာချုပ်ချုပ်ဆိုပြီးနောက်စယံငွေဂင်းစာငွေတသိန်းပေးခဲ့ရသည်မုတ်တုံကာလဖြစ်သောကြောင့်ဥရောပမှတင်မောများဝင်ထွက်မှုနည်းသဖြင့် လီဇာမာလိုက်သောကုန်ပစ္စည်းများမှာမိုးကုန်ပြီးစက်တင်ဘာလလယ်လောက်တွင်မှတန်လျစိတ်ကန်းသို့ရောက်ရှိမည်ဖြစ်သည်လီဇာသည်ပြင်စစ်ကိုယ်စားလှယ်ထံမှရရှိသောဘရန်ဒီကောင်းကျင်းများနှင့်အတူဝါရင်ကာလမကုန်ပြီးအင်းဝသို့ပြန်လာရန်ကိုသိန်းသခင်ကညွှန်ကြားလိုက်သည်သတင်းကြိုပွဲတော်နှင့်အတူအင်းဝ၏နန်းတော်တည်ကြီးဖြစ်သော အောင်နန်းကျော်ဘုံနန်းတော်တည်ကြီး၏နန်းတော်ဥကင်းဖွင့်ပွဲကိုကျင်းပမည်ဖြစ်သည် ထိုပွဲတွင် လီဇာတွင်သင်းသောယမကာများကို ရှင်ဘီရင်နှင့်တကွာနန်းတွင်အရာရှိများအားတက်ခင်းအက်ခံပြီးဖြစ်ပြီးလီဇာကိုယ်တိုင်ရှင်ဘီရင်ရှေ့တော်သို့ဝင်ရမည်ဖြစ်သည်လီဇာ၏အင်းဝါသို့ပြန်ခီးတွင်စင်ဝင်ဥအောင်လာ၏ကတော်တော်ဦးနှင့်ဖာသာဂါလီစီယာတို့အတူလိုက်ပါခဲ့ကြသည်စင်ဝင်ဦးအောင်လာကတော့ဒေါ်အောင်ဒီအင်းဝရင်ကြံရက်ခဲ့သောနေမပစ္စည်းများကိုတင်းစေရန်နှင့်အင်းဝရင်ကြံရက်သောအစီအကံများကိုတွားရောက်ခေါ်ယူရန်ဖြစ်သည် ဖာသာကာလဇီယာမှာဟန်တာဝရီတွင်ဘယင်ကြီးဖျားကြောင်းတစ်တခုဖွင့်လေနိုင်ရေးအတွက်ဟန်တာဝရီမြို့ဝင်နှင့်မပြီးပြတ်သည်ဖြင့်အင်းဝဘယင်ဤနန်းတော်ဦးကင်ဖွင့်ပွဲတွင်ဂါရဝပြု ဝင်ရောက်ခါကိုရာန်လျှောက်ထားမည်ဖြစ်သည်အင်းဝတို့ရေလမ်းမှပြန်လာသောလူဇာနှင့်အဖွဲ့မှစက်တင်ဘာလ၁ရက်နေ့တွင်အင်းဝတို့စိုက်ရောက်သည်မိုးကြီးခြင်းကြောင့်အေယာဝရီမြည်ရှန်တက်ခါအင်းဝနန်းတွင်၌ပင်ရေကဒူးလောက်ခန့်ရှိနေသည် လူဇာသည် အင်းဝါသို့ရောက်လင်ရောက်ခြင်းပင် ကိုသိန်းသခင်၏အိမ်တော်သို့အခါသာဝင်ရသည်ရမကများနှင့်လက်ဆောင်ပစ္စည်းများတင်လာသည့်လှဲတစည်းတိုက်ကိုကိုသိန်းသခင်ကအိမ်လာသာသောမှ ထွက်ကြည့်နေသည်ခရီးကပန်းလာဆိုတော့နာနာနေနေပြန်နေပါဦးမနှက်ပြန်ကြမှကိုတော်မေးစရာရှိတာခေါ်မေးမယ်ကိုသိန်းသခင်ကလှမ်းပြောလိုက်သည်လူဇာကအောက်ဖက်မှလက်အုပ်ချီလျက်အစင်သိမ့်လိုက်လေဖေဟာပစ္စည်းတွေကိုတော့အိမ်တော်ဝန်းထဲမှာပဲထားခဲ့ပါရစေ ကျွန်တော်မအဲ့တဲ့ဘရင်ကြီးဘုန်းတော်ကြီးလည်းပါလာတာမို့သူတဲကိုဖို့ရအင်းဝဘရင်ကြီးเจ้าကိုလိုက်ဖို့ရပါဦးမယ်ခွင့်ပြုပါဦးငတ်တွန်ဟဲ့ငတ်တွန်နောက်ကလှဲရင်ထုတ်ချေကွယ်ရေတွေကလည်းကြီးနေတော့လှဲနဲ့လိုက်ဖို့လိုက်ထို့အခါမှာအိမ်အရှိတ်တွင်ရက်နေသောငတ်တွန်ကထွက်လာသည်ခရောင်းကိုမြောင်းနေအောင်ကြိုက်သားသဖြင့်ပေါင်မမင်းသိထိုးခွင်းများကကြွရွနေ၏လူစားကငတ်တွန်ကိုပြုံးပြလိုက်သည် မတွန်ကနှကန်းကိုတစ်ချက်သာတွန့်ပြပြီးမျက်နာလွဲသွား၏ထို့နောက်ရေဆက်ဆက်တဲတွင် နွားနှကောင်ကိုစွဲကာလဲတွင် တက်လိုက်၏ဘင်းဤဘုံဤပါသေးတယ်ဆိုခေါ်လိုက်လေအိမ်ရှိတကားဝရင်ရက်နေသော ဖာသာဂလစီယာကိုလူီဇာကလမ်းခေါ်လိုက်သည်လဲပေါ်သို့လူီဇာကမနှဲတက်နေချိန်တွင်ငတွန်ကနောက်မှတစ်ချက်လဲမကြည့်ပဲရှေ့မှနွားကိုသာစိုက်ကြည့်နေ၏ဖာသာဂလစီယာက ကူပေးမှသာလွေစာလဲပေါ်တို့ရောက်သွားသည် အင်းကလည်းမိုးရင်းစုရေကြီးတာပဲဖာသာဂလီစီယာကလဲပေါ်တွင် တိတ်ဆိတ်နေကြသောအခြေအနေကိုဖြိုခွင်းလိုက်သည်အင်းဟုတ်တယ်ဒါနဲ့ရေကြီးတာကြာပြီလားဟင်မောင်ကြီးငတော်လွေစာကမခေါ်စဘူးမောင်ကြီးငတော်ဟုခေါ်လိုက်တဲ့ပြင်ငတော်မှာဆက်ကနေဖြစ်သွားသည်သို့တော့အင်းတလုံးသာပြန်ပြေးသည်ရှင်ဘာဖြစ်နေတာလဲကျမကိုတခါမှမတိခဲ့ဘူးလေလူတယောက်လို့နေနေပါလား လူ이사ကငတို့ဤကြောကုန်းကိုပုတ်ခါပြောလိုက်ဘာမှမဖြစ်ပါဘူးလူ이사ဒါနဲ့အခုဘင်းကြီးတန်းကဖះเจ้าကိုတွားမှာမို့လားဟုတ်တယ်ဒီကဖာသာကဖာသာမန်တဲ့တငယ်ချင်းလေသူအဲ့ဒီမှာတဲမှာဟူးငတို့ဤတပ်ပြင်းချတန်းကကြဲလောင်လာသည်ဘာဖြစ်နေတာလဲရှင်တခုခုဖြစ်နေတယ်ခင်ဤမင်းနဲ့မရှိတော့ဘူးလူ이사ဟင်ဘာဖာသာမန်နဲ့ဘာဖြစ်တယ်ဟုတ်တယ်မင်းမရှိတဲ့အချိန်မှာ तू အသက်ခံလိုက်ရတယ် ။ဘာဘသူတတ်တာလဲ။အရိညာကဖျားရှိကိုကြောင့်ဓမြဝင်တိုက်တယ်။ဖျားကြောင့်နဲ့မှာခင်ကြီးမင်းနဲ့အတူခင်ကြီးဂိုမတ်စ်လည်းရှိနေတယ်။အဲ့ဒီမှာခင်ကြီးမင်းနဲ့ကိုသူတို့တတ်သွားကြတယ်။ဘယ်တော့မှဖြစ်တာလဲ။ခမားဟန်တော်ရီကိုတွားပြီးနှစ်ရက်ကြာပဲ။ဒါပြင်ကျမကိုဘာလို့အကြောင်းမကြားကြတာလဲ။မင်းစိတ်ပူပြီးအင်းဝါကိုပြန်လာဖို့လုပ်ရင်လုံးလဆအလုပ်တွေပြတ်သွားမှာစိုးလို့ကိုသိန်းသခင်ကအကြောင်းမကြားခိုင်းတာအဲ့ဒီဓမြတွေကိုမိလား မမိဘူးမြို့ဝင်ရုံးတော့တိုင်ထားတာပဲအင်းထူးဆန်းတာတခုကခမရတိုက်တယ်သာပြောတာသူတို့ဘာမှမယူသွားဘူးသူတို့ကခမရဒီကြောင်းထဲမှာပုန်းနေသလားဘယ်ပြောင်းနေသလားဆိုပြီးမေးကြတယ်နောက်ဆုံးဘာမှမသိဘူးလို့ပြောတယ်ခင်းမင်းနှန်းကိုဖះเจ้าကမေရော်မာရီရုပ်ထုနဲ့ခေါင်းကိုထုတ်တသွားတာအဲ့ဒီချိန်ဖះเจ้าကလူတွေရောက်လာလို့ခင်းကြီးကိုမတ်ကတော့အသက်ခံရမယ့်ဘေးကလွတ်သွားလေရဲ့ မတွန်ကနောက်တော့လက်မကြည့်ပဲစကားကိုဒရဇက်ပြောနေသည်ဖာသာကာလစီယာမှာကြားလိုက်ရသည့်သတင်းစကားကြောင့်လူစာဤလက်ကိုစုပ်ကိုင်ကအားပေးနေ၏လူစာထံမှမြည်သည့်တုံ့ပြန်မှုမှပြန်မလာအသက်15နှစ်အရွယ်တွင် မိဘများဆုံးမသွားပြီးကြတဲ့အခါဖာသာမန်နန်နှင့်ဖခင်เจ้าမှာလူစာဤဖခင်ထားခဲ့သောအမွေပစ္စည်းများကိုစောင့်ရှောက်ပေးခဲ့ကြသည်ဖာသာမန်နန်သည်လူစာအားတမီးလိုပင်သဘောထားခဲ့၏ ထို့အပြင်လူစား၏အဖွားဖြစ်သောမက်ဂါလီနာယုံကြည်တကဲ့သို့လူစားသည်ပေါ်တူဂီလူမျိုးများအားပေါ်တူဂီမျိုးပေါ်သို့ပြန်ခေါ်သွားပြီးနိုင်လိမ့်မည်ဟုယုံကြည်ခဲ့သူဖြစ်သည်ထို့ကြောင့်ကိုဝါသို့ပေါ်တူဂီဘုရင်ကနှင့်အဆက်အသွယ်ရရှိရန်လူစားတန်လင်းသို့သွားသောခရီးတွင် ဖာသာဂါလီစီယာထံစာရေးအကူအညီတောင်းလိုက်ခြင်းဖြစ်၏ငတွန်ကလဲမောင်းနေရင်မှနောက်သို့လဲကြည့်သည်မင်းအဆင်ပြေရဲ့လားလူစားလောတာဖို့သူ့ဘမှာရှိလေရှင်သိလားကိုတော် နီးကပ်လာပြီဖြစ်သောဘရင်ကြီးဖရာเจ้าထံမှတနင်္ဂနွေဝိပြုရန်ခေါင်းလုံးတန်တဲ့တဲ့ကြားလိုက်ရသည်အောက်တိုဘာလမိုးလေကင်းလုခဲ့ပြီအင်းဝ၄ဘက်၄တန်းရှိဖရာစီဒီများတွင်စီမီမြေမိုရေးများထိမ့်ထိမ့်ကြီးနေ၏နနခင်းကအောင်နှန်းပုံကျော်နန်းတော်ဥကင်းဖွင့်ပွဲသည် အောင်မြင်စွာပြီးဆုံးခဲ့၏မဟာဓမ္မရာဇာဓိပတိသည်နန်းဦးကင်းဖွံ့ဖွဲတွင်ထူးခြားသောဘွဲ့အဆောင်ရောင်များပေးခဲ့သည့်တည်င်းသည်အင်းဝမြို့တွင် နေခြင်းပင်ပြန့်နှံ့နေ၏ ရှင်ဘီရင်အားဗမှုတုအတတ်ပညာသင်ပေးခဲ့သည့်ဇဂိုင်းမှာငပုလကိုမင်းစင်တော်ဘွယ်လောကမင်းဘွယ်များနှင့်အတူရွှေညောင်ရွက်ဆွဲထီးနီတလက်စောင်းဝင်ပေးခဲ့သည်နွမ်းတွင်စိုင်းဝိုင်းမှာပတ်မတီးစရာငထွေးကိုဘရင်ထွေးဖြစ်မင်းသားအဆောင်ရောင်၃၀၀တွဲအိမ်တိဆောက်ပေးခဲ့သည် အဆိုပါအစင်တန်းများမှာတော်ဝင်မင်းမျိုးနွယ်များနှင့်ဝင်းကြီးအစင်များကိုသာပေးရရမည်ဖြစ်တော်လဲတာမန်အယတအမှုပညာရှင်များကိုကြီးမြင့်ခြင်းမှာနန်းတွင် လောကတွင်အထူးဆန်းဖြစ်နေကြ၏နန်းနယ်ပိုင်းတွင်နန်းတွင်ဥကင်ဖွင့်ပွဲပြုလုပ်ပြီးနောက်ညနေပိုင်းတွင်တော်ဝင်မိသားစုများ၏ဝါကျော့ကရော့လက်ဆောင်သောဆက်ပွဲနှင့်ညပိုင်းသဘင်ကျင်းပသည် ။လူစားသည်ညသပင်တွင်တေနုတော်စက်တာသည် အခမ်းအနားတွင်ဟန်တာဝရီမှပါလာသောဘရန်ဒီများကောင်းကြီးများကိုစက်တာကအခါစားဝင်ရသည်။အောင်နှံကျော်ပုံနှံတော်တို့ဝင်ရာတွင်လူစားသည်အသည်အဆင့်အတန်းဖြစ်သည်ဖြင့်အနောက်ဘက် မနော်ရမဥယျာဉ်တော်ပေါက်မှဝင်ရသည်။အင်းဝခေလူနေမှုစနစ်ရာနန်းတော်နှင့်ဆက်ဆံရာတွင်ပြည်သူများကို အစုအသည်ကပ်ပါ အလားဟုအဆင့်ခွဲကြတာသည်။ အစုမှာမင်းမူဒန်အစုဖြစ်သည်အတဲမှာမင်းမူဒန်အစုတွင်မပါဝင်ပေနယ်မြေအတွင် မျိုးရိုးစင်ဆက်မိတင်းနေထိုင်ရသည့်ကုံတဲ့ဈေးတဲ့အုပ်စုများဖြစ်သည်အတဲများကိုအတဲဝန်ကအုပ်ချုပ်သည်မင်းမူဒန်မဟုတ်ပဲတဘာနယ်မှလာရောက်အခြေစည်းဝါရှာသူကိုကပားအစုတွင်တတ်မှတ်သည်ကဘာအစုသားတွင်ပါဝင်သူနှင့်အတဲအစုသားတွင် ပါဝင်သူတို့အိမ်အောင်ကြသည်ဖြင့်မွေးလာသူကို အလာအစုသားဟုတတ်မှတ်သည် အနောက်ဘက်လွန်မင်းနောက်ပိုင်းတာလုံမင်းလက်ထက်တွင်ပေါ်တူဂီနှင့်ကတိသုံးပန်းများကို ကျုံများဖြင့်လွတ်လပ်ခွင့်ပေးကာမြေဝမ်းဒီပဲရင်ရေဦးချောင်းဦးနယ်များတွင်ရွာတဲကနေထိုင်ခွင့်ပေးခဲ့သည်ထိုအချိန်မှစပြီးပေါ်တူဂီများကိုအသေးစင်းတွင်ထည့်သွင်းလိုက်ခြင်းဖြစ်သည်ညပွဲတော်တွင်ခါသားရမည်အသေးအုပ်စုကိုအသေးဝန်ကကြီးကြပ်ကကောဆောင်လာရသည်နေလုံးကနီညိုသွေးခဲ့ပြီး မနော်ရမန်ဥယျာဉ်တွင်းသို့ဝင်လာသည့်အသေးသားအုပ်စုများမှာရေကန်ကြီးနကန်အားအရင်ဖြတ်ကျော်ကြရသည်ရေကန်ပတ်ချာလဲတွင်တရက်ဖီပုံညာချေရာဂန့်အော်ပန်းများကိုတူးဆုနှင့်တူစိုက်ပျိုးတာသည်ရေကန်နေရန်တွင် ကိန်ရီကိန်နရာဇာမနီဟင်းသာဘဘူးရုပ်ကြွများကိုစေးအောင်ဆုံးခြေသထား၏ အိန္ဒိယပြည်မှလာသောနှင်းစီပန်းဝင်ကြီးများကိုလည်းတွေ့ရသည် ရေကန်ကိုကြော်လာလျင်တိရက်ပိနေမာလကာဩဇာစသည့်အပင်များကိုတွေ့ရသည်အင်းဝမြေတွင်စရခတ်သည့်လိန်မော်ကပလာတရုတ်ပြည်ဖြင့်တည်ကြတဲ့အပင်များကိုလည်းစင်စိန်စင်းဝါအိုးကြီးများဖြင့်စိုက်ပျိုးထားသည်ရေကန်အတွင်းမှရေသည်ရန်နေရာများဖြင့်တွယ်တန်းကကြောက်စစ်ချင်းသိယုံကြောက်စစ်စင်ယုံကြောက်စစ်မြေယုံတို့၏ပါဇက်များမှထွက်ကြလာပြီး ဥယျံတော်အတွင်စမ်းကြောင်းတပွဲရေခွေစီးစင်းနေသည်တစ်ပင်များပေါ်တွင်လူများနှင့်ယဉ်ကျေးနေပြီဖြစ်သော ကြက်တော်ခြေတန်နာတာလိကာများက လူစကားတံများပင်ပြောနေကြ၏တချက်တချက်ဖြတ်သွားဖြတ်လာတို့ဤပခုံးပေါ်တွင်ပင်လာနာကြသည်သည်ဥယျံတော်ကိုကြော်လွန်သည့်အခါဘယင်နှင့်မိဖုရားများအနာယူသည်ယွန်းဆက်ဆောင်စက်ကြောင်များအစီတွေ့ရ၏ နန်းတော်လို့သာဆိုရတယ်။တောနဲ့ကြီးတဲကနန်းနန်းလေးစီတွားနေရသလိုပါပဲလား။လူစားဤနဘေးမှာလမ်းလျှောက်ပါလာတော့နန်းတွင်သူဒရင်းသည်ဆက်သားရသည့်မွန်တထေးကြီးအဲလောကပြောလိုက်သည်။ရှေ့မှာနန်းတော်ကိုဝင်ပြီ။အသေးဝင်ဤအတန်အောကြီးကြားသည်နှင့်အာလုံးလဲဒူးထောက်လိုက်ကြသည်။နန်းတော်မှန်ငင်းရှိရသောဝစ်တွားရှိခိုးလိုက်ပြီးနော်။နန်းတော်ဥပေါင်းတော်ဆောင်တွင် ရွှေနီဖလံပြည့်ထူးစစ်ထားသောဘေးလောင်းတော်ဘိုးလောင်းတော မိဖုရားယုတ်ထုများကိုကြောကြရပြန်သည်ဘုန်းတော်ကြီးဖုရားကတနာလုံးလုံးသာနင်တို့အသေးများရွှေတိရွှေနန်းကိုခြေချခွင့်ရတာဟဲ့ຢາတော့မှာမင်းယုတ်ထုတွေကိုပူဇော်ထားကြဒါမျိုးကຢာခဲပါပြီချင်းအသေးဝန်ကကုန်းကိုတေးဝါရင်ခက်လေးလေးပြောနေသည်ညာကင်းသပင်ဆောင်တော်တို့ဝင်းကြည့်ပြီညာကင်းသပင်ဆောင်တော်ကပန်းကုန်းတော်များဖြင့်အလှပန်းများဖြင့်ဝေစာနေပြီး နွယ်ပင်အစင်များကပြသက်များတွင်ရစ်ခွေပြီးအလဆင်သာသည်နန်းချမ်းပင်တွင် ပါရှမ်းပြည်ဖြင့်အမွေးဘွားကော်သောကြီးများအပြည့်ခင်းထား၏တူရိယာတန်များ စကားတန်များစုညံနေသည်နန်းတွင်သို့အထူးကုံတော်များဆက်သရသည့်လူစားပါဝင် ကုံတဲ့ရှိဦးမှာညသပင်ဆောင်ဤအနောက်ဘက်မာရပင်ကက်လျက်တွင်ခါးသားကြရသည်မဟာဓမ္မရာဇာဓိပတိသည်ရွှေသားတလွန်ပေါ်တွင် ထိုင်လျက်ဘေးနားတွင် မိဖုရားကောင်းကြီးမဟာဇန္ဒရာဒီဝီက နေရာယူသည် မဟာဓမ္မရာဇာဓိပတိမှာ အသားရည်ဝင်းဝင်းဝါဝါမျက်ဝန်းနက်နက်နှာခမ်းနီတာရဲဖြင့်အတော်ပင် ခံညာနူးညံ့သော ရုပ်ရည်ရှိသည်မိဖုရားကောင်းကြီးမှာနှာရောင်အနှဲငယ်ကောက်တော်လဲအသားညိုညိုခန္ဓာကိုယ်တင်းတင်းရဲဖြင့်အင်းဝသူတို့၏အလှကပေါ်လင်သည်လင်းစင်မိဖုရားခေါ်တောင်ဆောင်တော်မိဖုရားမှောင်မူလာအိုနှင့်ဗီယန်နမ်သွေး ပသည်ဖြင့်အသားဖြူဖြူမျက်လုံးနှဲငယ်ကျင်းကခန္ဓာကိုယ်ပိန်ပိန်ပါပါဖြစ်သည်အနောက်တွင်တော့မဲတော်အကြီးတော်မင်းသမီးကြီးများနေရာယူလာကြသည်ခဏကြာလျှင် စီတော်တန်ခက်ကြကြထွက်လာပြီးခန်းမတစ်ခုလုံးငြိမ်သက်သွား၏အခါတော်ပေးဗျာနာပုံသားကအချက်ပြလိုက်လျင်တန်တော်စင်းဤအတန်ရှည်ကြီးထွက်ပေါ်လာသည် ကောင်းမြတ်သောမင်္ဂလာအခါဝါကျွတ်ကြောပွဲစင်ရင်ပြီးရွှေနှန်းစည်းစိမ်ခြင်းနှင့်အပားအခါစားမိဖုရားမင်းသားများ ဝန်တင်နာပတိမူကြီးမိုက်ဟာတထေးသကြွဲအသေးအပေါင်းဟာရင့်ရွှေဤတော်အဲ့ခံတော်မူမိပြည်သူလူတကာတတ္တဝါအပေါင်းစီးပွားကိုစောင့်တော်မူနိုင်မည်အထူးထူးသောရင်မျိုးစားပွဲများ ရွှေဆက်တော်အောင်ပြင်းပြန်စွာ ရောက်ပါတော့မည်ဖျာတပင်တဲ့အစုထံမှ တူရိယာတန်များထွက်လာသည်နန်းတော်တောင်နေရာများမှမင်းမူတန်အမျိုးသမီးငယ်လေးများထွက်လာကြပြီးဘီယာဘရန်နီကောညံမှအစပြုသောထန်းရီတေနုများအထိ ဇပွဲများတွင်လိုက်ချကြ၏လူစားတို့အသေးသားစုမှလူစားတို့အသေးသားစုမှတနည်းဖြင့်လှူထားသောတေနုနှင့်ပဇွန်စီထမင်းဂျိုးသားကျော်ငါးပေါင်းတို့ဖြင့်အဲ့ဝပြုခံရသည်ဟန်တော်ရီမှလီစားယူလာသောဘရန်နီနှင့်ကောညံများကိုမူမင်းနှင့်မူးမက်များအတွက်ဖြစ်သည် ရှင်ဘီယန်ကဘရန်နီခွက်ကိုငှဲ့ယူလိုက်ပြီးနောက်လက်ကကင်ကမတော်သေးပဲနန်းဆောင်ဝါတို့ခိတ္တငေးကြည့်နေသည်ရှင်ဘီယန်မှာစတင်မတော်သုံးသေးသည်ဖြင့် ြံလူအလုံးမှာသူ့ရှိမှယမကာများကိုလက်ပြားပြပင်မထိဝန်းကြကြီးသာသနာရာတွင်မဟာညာနာတတမရာသာဂုရုဖေးတွင်ရေရယာကျန်းကန်အရာတွင်ငါသာထိတ်မိုးအခေါင်ဆိုးဘွဲ့ကံနိုင်ငံပြည့်မှုတွင်မတ်ကြီးကျော်ဟိုမင်းကောင်မိုးတတို့ခေါင်မိုးမဟာယတနာဇိနာပိသေတာအတူလာစိတ်ဒရာလောကခေါင်မိုးတကူးတေသာကျိညာသိမ့်ယူဖုံးညွန့်လူဘွဲ့ခံ တူရာပြည့်၍တောက်စားရရင်မဟာတာမနာမြင်းလာပြန်ချီပွဲရတော်မူသောသာသနာပိုင်ဆရာတော်ကြီးကျေးဇူးတော်ရှင်ရွှေစီဒီစီကျောင်းဆရာတော်ပင့်ဖိတ်ထားဒီမှာကြွတော်မူလာပါပြီဖြစ်ပါကြောင်းရှောက်ထားပါသည်ဖေဟာတန်တော်စင်ဤအတန်ဆွဲဆွဲငင်းငင်းအတန်ကိုစိတ်မရှိဟန်ဖြင့်ဘရင်ကမတ်တက်ထားရလိုက်သည်နန်းဆောင်ဝါမှာရွှေရောင်တင်ငန်းဝေဖြင့်ရွှေရောင်တောက်ချာကြီးကိုစောင်းတာကား ဝင်လာသောသာသနာပိုင်ဆရာတော်ကိုတွေ့လိုက်သည့်အခါရှင်ဘီရင်က ပြုံးလိုက်သည်ထို့နောက်သူထိုင်ခဲ့သောတလွန်ဘေးတွင် နောက်ထပ်ရွှေတလွန်တစ်ခုကိုထပ်မံပြင်စီပြီးသာသနာပိုင်ဥညာဏတာရအားနေရာပေးကြည်သည် ပြင်းတဲ့ပြီကလာတဲ့ကောညက်ဆိုတဲ့တေနုပါဖေ။မြီးစမ်းတော်မူပါဟော ရှင်ဘီယံဒီသာသနာပိုင်တူရှင်တွဲတိုင်လေးကကောညက်ခွက်ကိုကမ်းလေသည်သာသနာပိုင်ကြီးကကောညက်ရက်ကိုနှာခေါင်းဝါတွင်တိတ်ကနမ်းလိုက်သည်ထို့နောက်တစုံတရာကိုရုတ်ဖက်ကမောချလိုက်၏လူစားမှာထိုမြင်ကွင်းကိုတန်အောဖြင့်ငေးကြည့်နေသည်အင်းဝနေပြီးတော့တဝိုက်ရှိဗုဒ္ဓဘာသာယဟန်တော်တော်များများကြားတွင်ယဟန်ငယ်များတေနုရီကိုတောက်အပ်မတောက်အပ်ငင်းကုန်နေကြသည်ဘာသာရေးပြဿနာကို သူကြားဘူးနာဝရှိသည်အင်းဝရွှေမြို့တော်မှာကျောင်းတရား ျောအောင်စံထားဆရာတော်ကတေနုကိုယဟန်းတို့တောက်အပ်ကြောင်းဂျွန်ကန်ဝီနီနဲ့ဆိုထားပြီးစကိုင်းရှင်သူဇာတာကမူတေနုကိုယဟန်းတို့မတောက်အပ်ကြောင်းကြမ်းကန်ရပြန်ဆိုပြထားသည်ထို့သောတေနုတောက်သောယဟန်းအများစုမှာတောမီယဟန်းချို့သာဖြစ်ကြောင်းသူသိထားသည်ယခုတော့နန်းတော်ဦးတွင် ရှင်ဘီရင်ကိုတိုင်က သာသနာပိုင်ဆရာတော်ထံအရက်ကတ်နေသည်ကိုမြင်ရသောကြောင့်အံဩနေရခြင်းဖြစ်သည် သူဝင်းနာရင်ထိုင်နေသောမွန်တထေးကြီးမှလည်းထိုမြင်ကွင်းကိုကြည့်ကာမျက်နာမတာမရဖြင့်ခန္ဓာဝရီကရဟန်းတော်တွေဒါမျိုးမလုပ်ဘူးဟင်အင်းအင်းဝါကတကယ်ဝင်းနီးလိုက်နာတဲ့ရဟန်းတွေလည်းဒါမျိုးမလုပ်ကြပါဘူးဒါဗုဒ္ဓဘာသာကိုဖျက်နေကြတာမွန်တထေးကြီးကသူ့နှပေးမှာဘာသာကြာပေါ်တူဂီအမျိုးသမီးလူဇာကြောင်းတမင်ပြောခြင်းဖြစ်သည် ရှင်ဘီရင်နှင့်သာသနာပိုင်ကအရက်ခွက်ကိုးစီကိုင်ကစကားဖောင်ဖွဲ့နေသည်ရှင်ဘီရင်၏ဘယ်ဘက်ချင်းတွင် ကောညောက်ခွက်ကိုကိုင်ကခါသားနေသည့်ကိုသိန်းသခင်ကိုလည်းတွေ့ရသည်။စာပိုင်းတွင်နန်းတော်ကြီးသည်ထီးရနန်းအဖြစ်စတင်ခဲ့တော်လဲတောက်တုံးကြသည့်အရတကိုးများကြောင့်လွတ်လပ်စပြုလာပြီဖြစ်သည်။မိဖုရားငယ်အချို့မှာနန်းဆောင်အတွင်းသို့ပြန်ဝင်သွားကြပြီဖြစ်သည်။ကောင်းလိုက်တဲ့ပြင်ဒီပြင်ကိုကျုပ်ရွှေနန်းတော်ကိုအမြဲတမ်းဆက်သဝင်ပေးမယ်ဆိုတာဟုတ်သလားဗာရီတော်။ရှင်ဘီးအမေကိုကိုသိန်းသခင်ကလက်အုပ်ချလိုက်သည်။မှန်ပါသခင် တနပ်ပူမင်းဘရင်ကြီးမငယ်လွီစာတော်မဲလို့ကိုယ်တိုင်ပြင်သစ်နိုင်ငံကုံတယ်များနဲ့စာချုပ်များချုပ်ခါနန်းတော်တို့တွင်းဆက်မှာပါဗျာကဲဘာတွေအဲ့ဒီဘရင်ကြီးမကိုခါစားတွင်းမယ်ဆိုတွင်းစီဗျာတင်းတော်လို့ဒီလိုရတာရှိတာတောက်ရတာစုတော်ချရမယ်ကိုသိန်းသခင်ကလက်ဥချီလျက်နောက်ဆုံးထွက်ခွာကအသေးအုပ်စုစီတို့ဦးတီလာတော်သည်လွီစာရွှေနှန်းရှင်စီခါစားဝင်ရမယ် အနီးနားတွင်ရှိသောကုန်စည်များမှာလူစားအားအားကျစွာကြီးလိုက်ကြသည် လုံးမကျုပ်တွင်သီးတော်ဘူးလေငွေစင်တပိတ်သာနန်းတော်ကအကျွေးကြံနေတာပါဘရင်ဖျားကြီးစီရှောက်ပေးပါလေမွန်တထေးကြီးကလူစားကိုကပ်ပြောလိုက်သည်လူစားကပြုံးပြပြီး ရှင်ဘရင်ရှိရာသို့ခါးကိုကိုင်းလျက်ရှောက်သွား၏ကိုရောမော်ဘူးစေဖဲနဲ့ရက်ကောင်းတွေဆက်တတ်တဲ့ကုံတွေမှာတော်လာရီ မဟာဓမ္မရာဇာဓိပတိမျက်လုံးတို့ကရည်ဝင်နေစီနှစ်ချိုက်စွာ ပြုံးနေသဖြင့်ဖေဘက်ပါမှာပချိုက်ကအထင်းသာထူးထူးခြားခြားတနိုင်ငံလုံးမှာအထက်တန်းစားယောက်ျားများမှာတွားစီမဲများဆိုးရကြတော့လေရှင်ဘရင်သည်တွားတို့ကိုစေမဲဆိုးမတာဒီလိုမျိုးပြင်းတဲ့ပြင်တွေမှန်မှန်တွင်းကျင်တော့ကွယ်အနောက်ဆောင်ကိုအခါမရွေးဝင်ခစားစီစရော်ခဲတွင်းဘလောက်ကိုပြောကြည့်ဘရင်ကြီးကုံတယ်မှာတင်သွင်းတဲ့ကုံစုရွှေတိုက်က ကျွေးကြံမရှိစေနဲ့ဒါမျိုးကိုတော့အကျွေးထားတာမကောင်းဘူးမှန်ပါကျွန်တော်မျိုးကြီးကြပ်ပေးပါမယ်ကိုသိန်းသခင်ကဝင်လျှောက်သည်ကဲနာမည်ကဘလို့ကွယ်လူစားတော်မဲလို့ပါအရှင်ဗျာအေးဟုတ်ပြီလိုရာစုတော်ငါကိုတော့ကိုပျော်စေလို့ဒီပြင်အရက်အတွက်မင်းကိုပေးမယ်လိုရာတစ်ခုကိုတောင်းမယ်မင်းရှင်ပြင်စကားကြောင့်လူစားကကိုသိန်းသခင်တန်လမ်းကြီးလိုက်သည်ကိုသိန်းသခင်ကခေါင်းငိတ်ပြလိုက်၏ ဟဲ့တောင်းလီကွယ်ရှင်ဘင်ကပေတော်ယူရတယ်စုဆိုတာရှင်ဘင်လေးဤအတန်ကပို့ကျလာသည်ကျွန်တော်မျိုးမျိုးကိုမြင်းစည်းဝင်ပေးပါဖေဟာဟေးမဟာဓမ္မရာဇာရောကိုသိန်းသခင်ပါမျက်လုံးပြူးသွားသည်ဟာဟာဟာတဲလာတဲ့ဘင်းကြီးမပဲဟေးဆရာတော်ဖေဟာဖယောင်းတကမတဲ့ဒီလိုအာကမိမရှိလားဖေဟာရှင်ဘင်ကဘင်းသားတွင်တေရစ်နေသောသာသနာပိုင်ကိုလှမ်းပေးလိုက်သည် သာသနာပိုင်ဆရာတော်ကြီးကသဘောတကျပြောနေ၏ကဲပြည့်စီဗျာမနှက်မြန်ဘာရီတော်ကမြင်းစည်းဝတ်သူ့ကိုပေးပါကြီးကျုပ်တစိမ့်နှိပ်ပေးလိုက်မယ်ကဲဟုတ်ပြီဟုတ်ပြီလွတ်လွတ်လပ်လပ်နေကြီးကိုယ်တိုင်ခင်ကလူစားကိုပြန်သွားရင်အချက်ပြလိုက်သည်လူစားကလက်အုပ်ချီလျက်နောက်ဆုံးကအသေးအုပ်စုသို့ပြန်လာလိုက်သည် နန်းဆောင်ဤတောင်းတနေရာတွင်ဝင်အစ်စ်ဝစ်စုံဝဲသားသည်အာမေးနီးယန်အမျိုးသားတဦးနှင့်စကားလက်ဆောင်ကြနေသောလော်တာဖုန်းကိုလွီစာသတိထားမိလိုက်သည်နန်းဆောင်တွင်မှပွဲတော်မှာပုံမူအချိန်တက်လာပြီဖြစ်သည်အရက်ပလင်းများအိုးများတအိုးပြီးတအိုးအစ်စ်ရောက်လာကြသည် တူရိယာတန်များမှလည်းပုံမူဖြူးကြလာ၏ရှင်ပြင်းနေတကွခမ်းမတစ်ခုလုံးမူးနေကြပြီဖြစ်သည်သာသနာပိုင်ဆရာတော်မှလမ်းမလျှောက်နိုင်တော့သည်ဖြင့်ဝေါ်ရင်ဖြင့်ကြောင်းသို့ပြန်ပို့လိုက်ပြီဖြစ်သည် လူစားသည်စုညံရှုပ်တွင်နေသောနန်းဆောင်တွင်မှလူများကိုကြည့်ကာစိတ်ရှုပ်လာ၏မရပင်ကန်သားသည်နန်းဆောင်ကိုကြော်ကာအပြင်ဘက်လေးစားဆောင်တွင် မတ်တပ်ရက်လျက်ဥယျာဉ်တော်ကိုငေးကြည့်နေစီထိုစဉ်ဥယျာဉ်နောက်ဘက်တဲသို့ရိန်တို့ရိုင်းတိုင်းဖြင့်ဆင်းသွားသော လူရိတ်တစ်ခုကိုတွေ့လိုက်သည်အမူးလွန်နေပုံရပြီးရေကန်များရှိသည့်ဘက်ကိုလမ်းလျှောက်သွား၏ပန်းမိုများတွင်ထွန်လာသော စီမီလင်းအောင်မှထိုလူ၏မျက်နှာကိုလက်ကနေမြင်လိုက်ရသည်လော်တာပုံ တနည်းရေအနှဲငယ်ကိုတောက်ထားသောလူစာဤသွေးတို့ရုပ်တရက်စူပွက်လာသည်နန်းတော်လေကားမှဆင်းသောလော်တာဖုံးဤနောက်သို့ခလန်းလန်းမှလိုက်သွားသည်လော်တာဖုံးသည်နန်းတော်မှတိုက်သည့်ဘရန်ဒီရက်နှင့်ဘီယာများကိုအလွန်ကျွံတောက်သုံးခဲ့သည်တကြွယ်သားများအတွက်တဲခင်းသောထောပတ်ထမင်းပစွန်ကင်ငုံကြော်တို့ကိုစားပြီးသည့်နောက်ရုပ်တရက်အန်ညင်လာခဲ့သည်နန်းတော်တွင်အံပါကရှင်ပြန်အပါဝင်နန်းတွင် ထိတ်တန်းရာရှိများတထေးစကြံများကြားတွင်တိတ်ခါကြမိကိုဆိုသည် ဖို့ကြောင့်အန်ချရန်ဥယျာဉ်တော်တို့အပြေးလွှာထွက်သွားခြင်းဖြစ်သည် အင်းဝမျိုးတွင်တွာလာရင်ကိုရန်တော်လူမိုက်များဖြင့်တွာလာနေသောလော်တာဘုံသည်နန်းတွင်သို့ကိုရန်တော်များခေါ်လာခွင့်မရထို့ပြင်အမဲဆောင်သားတတ်သောစောင့်သားလည်းနန်းတွင်သို့ယူခွင့်မရှိ အောင်နန်းကျော်ဘုံနန်းတော်တက်မှာဥယျာဉ်၄ရက်ကပတ်ချလေဝိုင်းတာပြီးနန်းတွင်နှင့်ဥယျာဉ်တော်အပြင်တွင်သာအဆောက်များရှိကြသည်လော်တာဘုံကရေမြောင်းဘောင်းပေါ်တွင်လက်ထောက်ကစိတ်ချလက်ချအန်ချလိုက်၏ဝေါ် ူနောက်ဖက်အမောင်ထဲမှအရေးတခုထွက်လာသည်ကိုသတိမထားမီလီဇာသည်နန်းတော်ပွဲတက်တွင်ခြုံရသည့်ပဝါကိုလက်နဘက်ဖြင့်ကင်ကာလော်တာဖုံး၏လက်ပင်ကိုအနောက်ဘက်မှတိုင်းချီလိုက်သည်ထို့နောက်အားကိုညှစ်လိုက်၏လော်တာဖုံးမှာအမူးလွန်နေသည့်အပြင်ခန္ဓာကိုယ်သေးကွဲသူဖြစ်သည်ဖြင့်ရုပ်တရက်မှုမိသူမှမတက်နိုင်လီဇာကအန်ကိုကြိတ်ခါလက်မောင်းနဘက်ကို အားကို တင်းထား၏လော်တာဖုံးထံမှအေးအေးအတန်များထွက်လာသည် ခြေထောက်နှစ်ဖက်ကိုဇုံရုံးကန်လိုက်တော့ကြောင့်လူစားကလော်တာဖုံးဤလဲပင်ကိုညှစ်လျက်မှပတ်လက်လဲကြသွား၏အခန်းဆက်နှစ်ဆက်ရ